ပရိသတ်များအလုံးမဲမိင်္ဂလာပါရှင့် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့နိုဝင်ဘာလ24ရက်နေ့ည8:00နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပြီးတော်တော်မှာပါလူထင်ကြီးကစော်ကြည်အောင်ရဲမှုအတူလို့လို့အဖမ်းခံလိုက်ရတဲ့တစ်တော့ဆယ်လီပြည်လင်းအောင်ကစေးနေပြီးဟန်နီမွန်မထွက်နိုင်တဲ့ဆိုပြေတစဉ်ကိုတင်းထောင်ချေတဲ့မော်ဒယ်ခီးစဉ်ပြလိုက်တဲ့အမေပကြီးသူမရဲ့မင်္ဂလာပွဲမှာပါဝင်ကူညီပေးခဲ့တဲ့အမှုပညာရှင်တယောက်ချင်းစီကိုတန်ဖိုးကြီး GIA စိန်တွေရရောစွာလက်ဆောင်ပေးခဲ့တဲ့စိန်အီဂရီပိုင်ရှင်မမငယ် ဟန်နီမွန်မထွက်နိုင်တဲ့ဆိုဖီးတစင်နဲ့ဟေးဝီယန်ကိုကုန်ကျစရိတ်ခံကဟန်နီမွန်ပို့မဲ့ Lucky Diamond ဥကြောင့်စားတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင်။ လူထင်ကြီးကစော့ကြည်အောင်ရဲမှုအတုလုပ်လို့အဖမ်းခံလိုက်ရတဲ့တစ်တော့ဆယ်လေးပြည်လင်းအောင်ပြည်သက်ကြီးရဲ့ဒီနေ့မှာတော့ဆိုရှယ်မီဒီယာလောကရဲ့ရဲရခက်ငိုရခက်သတင်းတပုတ်ကိုသုံးသပ်တင်ဆက်ပေးကြမှာ။လက်ရှိခေတ်ကာလအခြေအနေကိုသတိထားမိကြမှာပါ။မိန်းကလေးတော်တော်များများဟာအာမန်ယူသားစူးစမ်းနေတဲ့အရက်သားယောက်ျားလေးတွေထက်အနာပါဝါရှိတဲ့ယူနီဖောင်းဝတ်ထားတဲ့အရာရှိပိုင်းတွေကိုပို့ပြီးတော့စိတ်ဝင်စားလာကြပါတယ်။အဘကတော့ရဲမှုကတော့ဖြစ်နေတဲ့အိမ်မက်တွေခေတ်စားလာတဲ့အမြအာမန်ယောက်ျားလေးတွေကနေရာမရဖြစ်လာကြတာပါ။ ဒီလိုမျိုးလူအထင်ကြီးခံခြင်းနဲ့မိန်းကလေးတွေဝမ်းဝိုင်းလေတာခံခြင်းနဲ့ဆိုတဲ့စိတ်နဲ့မရှိတာကိုအရှိလို့အတုကိုအစ်စ်လို့ပြီးတော့ဖြက်လန်းနီးသုံးလာကြပါတယ်။အဲ့ဒီအခြေခံမှာအခုရက်ပိုင်းအောင်မြင်ဆုံးတဲ့ဇာသိမ်းမလားဖြစ်သွားရရှာသူကတော့ကိုပြည့်လင်းအောင်ပါ။တစ်တော့သုံးတဲ့သူတိုင်းသူ့ကိုမြင်မှုကြမှာပါ။ရုပ်ရည်ကတော့တကယ်ကိုအိုပါစတိုင်မှာပဲ။ကိုရီးယားမင်းသားရှုံးလို့တဲ့မျက်နှာပေါက်အသားရည်ဖြူဖြူဦးဦးနဲ့အရင်အမောင်းကလည်းကောင်း ဒီကြားထဲမှာပကုံးထက်မှာတုံးပွင့်တင်ထားတဲ့ရဲမှုကြီးယူနီဖောင်းကိုဝစ်ဆင်လိုက်တော့မိန်းကလေးတွေအဖို့ကြွေသွားတာမဆမ်းပါဘူး။သူရဲ့ဗီဒီယိုတွေအောက်မှာကိုကိုရဲမှုကြီးရေးချက်လိုက်တာဖန်သွားပါတော့ဆိုတဲ့ comment တွေကဒူးနေသေးပါပဲ။ဒါပေမဲ့ပရိသတ်ကြီးရေရွှေတိုင်းမစစ်ဖြစ်တိုင်းမှန်မှန်ဆိုသလိုပါပဲ။ပရိသတ်တွေဝိုင်းဝန်းအားကြားခဲ့ရတဲ့ဒီရဲမှုကြီးဟာတကယ်တမ်းကျတော့သူကတကယ်အရေးဝင်တယ်မဟုတ်ဘဲ ဈေးရင်းကဝင်လာတဲ့ယူနီဖောင်းအတုကိုဝေကိုဘာသာယာတုတွေတက်ပြီးအရာရှိတယောက်ရဲ့စတိုင်ကိုဖန်းကောင်တစ်တော့မှာဆယ်လီလုံနေခဲ့တာပေါ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်နာမည်ကြီးခြင်းနဲ့စော်ကြည့်ခြင်းနဲ့အွန်လိုင်းမှာလူရာဝင်ခြင်းနဲ့တလောက်ပါပဲဒါပေမဲ့သူမေးနေတာတကူကဥပဒေရှိနေတယ်ဆိုတာပါပဲရဲဝင်နဲ့မဟုတ်ပဲယူနီဖောင်းဝေးစင်တော့ယာတုတက်ပြီးတော့အယောင်ဆောင်တာကတီစဲဥပဒေအရအရသက်ကြီးဥပဒေနဲ့ညှိစုံပြီးတော့ပြစ်မှုမြောက်ပါတယ်သူရဲ့တယောက်ဆောင်ချက်တွေကအယံပြီးပြင်လုံးပြီးတော့လူတီများလာတဲ့အခါမှာသက်ဆိုင်ရာကတတိထမ ိသွားပြီးအခုဆိုရင်တော့ဖန်စီထိန်ထိန်ချင်းခံလိုက်ရပါပြီစောကြီးအောင်လုံရင်ကနေဈေးအောင်ရမယ့်ကိန်းဆိုင်သွားတာပါမိန်းကလေးတွေရဲ့အချစ်ကိုခံယူရမယ့်အစားအချုပ်ခန့်ရဲ့အေးဓာတ်ကိုခံယူလိုက်တယ်လို့ဖြစ်သွားပါတယ်ဒီဖြစ်စဉ်ကပရိသတ်တွေအထူးသဖြင့်ညီမလေးတွေအတွက်သင်ငန်းစာအများကြီးပေးပါတယ်ပထမချက်ကဆိုရှယ်မီဒီယာပေါ်ကပုံရိပ်တွေကိုမျက်စိမှိတ်ပြီးတော့မယုံကြည်ကြဖို့ပါ profile ပုံလာရန် uniform ဝတ်ထားတိုင်းစကလုံးလှလှလေးတွေပြောတိုင်းအပြင်မှာတကယ်ဟုတ်ချင်မှာဟုတ်မှာပါအရင်တော့ကလည်းအဖသားဆိုပြီးလိန်သွားတဲ့ကြာ ဖြင့်ဇလန်းတွေရှိခဲ့ပူတယ်မဟုတ်လားအပေါ်ရင်အခွန်ကိုကြည့်ပြီးတော့ဆုံးဖြတ်မိရင်ကိုပဲခံရမှာပါဒုတိယချက်ကတော့နာမည်ကြီးကျင်တဲ့လူငယ်တွေအတွက်ပါ famous ဖြစ်ဖို့ဆက်လီဖြစ်ဖို့ကြဲဖြလန်းနည်းတွေမလို့တဲ့တဲ့နီလန်းတွေကိုအတုံးပြမိရလက်ကကောင်းမှာမဟုတ်ပါဘူးအခုကိုလင်းပြည့်အောင်ဆိုရင်ရွယ်ချက်ကရိုးရိုးလေးဖြစ်ကောင်းဖြစ်နိုင်ပေမယ့်ဥပဒေနဲ့ညှိစွန်းထားတဲ့အခါမှာနောင်တရစရာတွေဖြစ်သွားရပါတယ်တကယ်တော့ကိုယ်မှာရှိတဲ့အရေးအချင်းစစ်စစ်ကိုယ့်ရဲ့ပင်ကိုရုပ်ရင်နဲ့တင်စူးစမ်းမယ်ဆိုရင်အောင်မြင်မှုကရနိုင်တာပါအတုအယောင်ဂုံပကသနာတွေနဲ့တိဆောက်တဲ့အောင်မြင်မှုဆိုတာစက်ပြာပူပေါင်းလိုပါပဲလှပေမဲ့ခဏလေးနဲ့ပောက်ကွဲပြောက်ကွဲသွားတတ်ပါတယ်ကေပရိသတ်ကြီးဒီဖြစ်စဉ်လေးကိုကြည့်ပြီး ော့ဘယ်လိုမြင်ကြပါသလဲနာမည်ကြီးချင်းလုံးလုံးအနေရမြားရဲ့လမ်းကိုရွေးချယ်မိတဲ့လူငယ်တွေကိုရောဘယ်လိုအကြံပေးချင်လဲယူနီဖောင်းမြင်ရင်အသေးရတဲ့ပြုံမီလေးတွေကိုရောဘာပြောချင်လဲဝင်ရောက်ဆွေးနွေးပေးပါဦးနော် မြောင်းရီမျိုးကချောင်းတစ်ခုမှာရေကစားရင်ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့တငယ်ချင်း၄ယောက်ရဲ့ဖြစ်စဉ်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆိုရှယ်မီဒီယာထက်မှလူလူချင်းထက်ဆက်မြဝရင်းနဲ့စိတ်မကောင်းဖြစ်နေကြတဲ့သတင်းတစ်ခုအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ဒီဖြစ်ပျက်ကတကယ့်ကိုရင်းနှဲမကောင်းစရာဖြစ်ရသလိုလူငယ်တွေအတွက်လည်းသတိထားစရာဖြစ်ရတဲ့ခုဖြစ်နေလို့ပါခေါင်းစဉ်ကိုမြင်တာနဲ့ဘယ်သတင်းလဲဆိုတာသိကြမှာပါဟုတ်ပါတယ်မြောင်းရီမျိုးရေပူချောင်းစုံမှာပျော်ပျော်ပါးပါးရေကစားရင်းနဲ့တငယ်ချင်း၄ယောက်စလုံးထူး ူးဆန်းစွာနဲ့ပျောက်ဆုံးသွားခဲ့တဲ့ဖြစ်ရပ်အကြောင်းပဲဖြစ်ပါတယ်။လက်တလုံး online မှာပြန့်နှံ့နေတဲ့ video file လေးတစ်ခုကိုကြည့်ပြီးတော့လူတိုင်းကစိတ်ထိခိုက်နေကြပါတယ်။အသက်20ဝန်းကျင်အရွယ်လူငယ်လေး၄ယောက်ကဘဝကိုအမောပန်းမရှိဖျက်ဆီးနေကြတဲ့အရွယ်လေးတွေဖြစ်ပါတယ်။သူတို့ကမြောက်ဝတီမြို့နယ်ရေပူချောင်းဆောင်ကိုအပန်းဖြေခရီးထွက်ရင်းနဲ့ရေစင်းကူးခဲ့ကြပါတယ်။အဆောင်ပိုင်းမှာတော့အရာအလုံးကပျော်စရာပါ။သူတို့ထဲက၃ယောက်ကရေကူးပြိုင်မဲဆိုပြီးရေထဲကိုဆင်းသွားကြပါတယ်။ကျန်တဲ့တယောက်ကတော့ကမ်းပေါ်ကနေတငယ်ချင်းတွေရဲ့ပျော်ရွှင်မှု ကိုဖုန်းနဲ့ဗီဒီယိုမှတ်တမ်းတင်ပေးနေခဲ့ပါတယ်။ဒီဗီဒီယိုဖိုင်လေးဟာသူတို့ရဲ့နောက်ဆုံးအမှတ်တရဖြစ်သွားလိမ့်မယ်လို့ဘသူကထင်ထားမှလဲ။ ကံမကောင်းတဲ့အခိုက်အတန့်ကမျက်စိတမိတ်အတွင်းမှာပါပဲရေကူးနေတဲ့အထက်ကတယောက်ဟာရေစီးချောင်းချိန်နေကြောင်းအခက်ခဲနဲ့စတင်တွေ့ရှိခဲ့ရပါတယ်။တငယ်ချင်းဆိုတာဒုက္ခရောက်ရင်ပြင်မထားဘူးဆိုတဲ့စိတ်တန်းနဲ့ကျန်တဲ့နှစ်ယောက်ကချက်ချင်းဆိုသလိုလိုက်လံပြီးတော့ကူညီကြပါတယ်။ဒါပေမဲ့တဘာဝတရားရဲ့အလဲအပြောင်းကအမှန်စရခက်ခဲလွန်ပါတယ်။ကူညီဖို့သွားတဲ့တငယ်ချင်းတွေပါရေစီးနဲ့အတူမျိုးပါသွားခဲ့ရပါတယ်။အဆိုးဆုံးနဲ့ရင်အနာရဆုံးမြင်ကွင်းကတော့ကဲမော်မှာဗီဒီယိုရိုက်ပေးနေတဲ့တငယ်ချင်းလေးရဲ့ဆုံးဖြတ်ချက်ပါပဲ တကယ်ချင်းသုံးယောက်လုံးရေထဲမှာအဆင်မပြေဖြစ်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာသူဟာဘာကိုမှမစင်စားတော့ပဲလက်ထဲကဖုန်းကိုပြစ်ချပြီးတော့တကယ်ချင်းတွေကိုကူညီဖို့အတွက်ရေထဲကိုခုံဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့ဝန်ထင်းစရာကောင်းတာကသူလည်းပြန်တက်မလာနိုင်ခဲ့ပါဘူး။ အဲ့ဒီလိုနဲ့တငယ်ချင်းလေးယောက်စလုံးအဲ့ဒီနေရာမှာပဲပျောက်ဆုံးသွားခဲ့ရပါတယ်။အခုဆိုရင်တော့သူတို့ပျောက်ဆုံးသွားတာရက်သက်တစ်ပတ်ကျော်ကြာမြင့်ခဲ့ပါပြီ။ပုံမှန်ဆိုရင်၃ရက်လောက်ဆိုရင်သဲလွန်စာတခုခုတွေ့ရတတ်ပါတယ်။ဒါပေမဲ့ဒီဖြစ်စဉ်ကတော့ကဲဇေးကြီးအဖွဲ့တွေ၊ပရိုက်တာသမားတွေ၊ဒေသခံတွေဝိုင်းဝန်းရှာဖွေနေကြပေမဲ့ဒီနေ့ထိသူတို့လေယောက်ရဲ့အရေးအယောင်ကိုတောင်မတွေ့ရသေးပါဘူး။ဒီလိုမျိုးထူးဆန်းစွာပျောက်ဆုံးနေမှုတွေပေါ်မှာလူတွေကအယူအဆအမျိုးမျိုးနဲ့သုံးသပ်နေကြပါတယ်။ ိဗန်နီကြအသုံးသက်ချက်တစ်ခုကဒေတာကန်တချို့နဲ့ကျွမ်းကျင်သူတွေကဒီချောင်းရဲ့ရေအောက်မြေသားအနေအထားကိုထောက်ပြကြပါရယ်ရေအောက်မှာနတ်ဆိုင်တဲ့သဲနှုန်တွေရှိနေနိုင်တယ်လို့ဆိုပါရယ်လူတွေကရုံးကန်ရင်းနဲ့အဲ့ဒီသဲနှုန်အိုင်ထဲကိုကျွဝင်သွားပြီးပြန်မထွက်နိုင်တော့တာကြောင့်ရေမျက်နှာပြင်ပေါ်ပြန်မရောက်တာဖြစ်နိုင်တယ်လို့ယူဆပါရယ် ဒေသခံတချို့ရဲ့အယူအဆကဒီကိစ္စကတာမန်မဟုတ်ဘူးလို့ယုံကြည်နေကြပါတယ်။မျက်စိနဲ့မမြင်ရတဲ့အရာတွေကြောင့်ဖြစ်နိုင်တယ်လို့လည်းပြောဆိုနေကြပါတယ်။ဒါကြောင့်မိဘစေမျိုးတွေကတော့ရိုးရာဓလေ့ထုံးစံအတိုင်းလှုပ်ဆောင်ပြီးတော့ရှာဖွေမှုတွေပြုလုပ်နေကြရရှာပါတယ်။ဘယ်နည်းလမ်းနဲ့ပဲဖြစ်ဖြစ်သားသမီးတွေရဲ့တည်ငြိမ်ကိုတော့ပြန်ကြားကြင်ကြမှာအမှန်ပါပဲ။ ဘလဝဲဖြစ်ဖြစ်ပါဒီဖြစ်ရက်ကကျမတို့အားလုံးအတွက်တရီပေးခေါင်းလောင်းတန်ပါပဲရေကူးကျွမ်းကျင်နေဆိုရင်တောင်ရေစည်းတန်တဲ့နေရာတွေနဲ့ကိုမကျွမ်းကျင်တဲ့ရေပြင်တွေကိုတရီထားကြဖို့လိုပါတယ်တကယ်ချင်းချစ်စိတ်နဲ့အကူအညီကျဉ်းအောင်မှန်ပေမယ့်ကိုယ်တိုင်ဘေးကင်းမှုအတွက်ကိုလည်းစင်ကျင်ဖို့လိုအပ်ပါတယ်တကယ်ချင်းလေးရောက်စလုံးရဲ့တရင်ကောင်းကိုအမြန်ဆုံးကြားရပြီးတော့မိသားစုတွေလည်းစိတ်ဒုက္ခကနေတသက်ရရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော် န်နီမွန်မတွန်းနိုင်တဲ့ဆိုဖီးတဲ့စင်နဲ့ဟင်းဝင်ရင်ကိုကုံကြစိတ်ခင်ကဟန်နီမွန်ပုံမဲ့လက်ကီဒိုင်မွန်ဥကျုံပရိသတ်ကြီးဟင်းဝင်ရင်နဲ့ဆိုဖီးတဲ့စင်တို့ဇုံတွင်ဟာမင်္ဂလာပွဲပြီးတာနဲ့ခရီးမထွက်ပဲငွေရှာနေတဲ့အလုပ်ပွဲတွေကိုဖိလုံနေရကြောင်းမင်္ဂလာဆောင်မှာရှိသမျှအကုန်ပုံအောသုံးနိုင်လို့လက်ထဲမှာငွေမကြံတော့တာလားကက်စီနေတာလားဆိုပြီးတော့ဝေဖန်တန်တွေထွက်ပေါ်နေပါတယ်တချို့တွေကဆိုရင်မာကြီးဆိုဆိုမြတ်တူစားတို့ဆွေမျိုးတစ်သက်နောက်ကနေဂုံးစင်လိုက်ကြမှာဖြစ်လို့ဇေယိထောင်းမှာဆိုလို့မသွားရတာဆိုပြီးတော့တောင်းဆန်းနေပါတယ် ယ်။ဒါပေမဲ့ဒီချိန်မှာပဲလက်ကေးတိုင်းမွန်မြန်မာပိုင်ရှင်တထေကြီးဦးကျော်ကကဲတင်ရှင်အဖြစ်နဲ့ရောက်ရှိလာခဲ့ပါတယ်။ဦးကျော်ကသူတို့ဆောင်တဲ့ကိုငွေကြီးကြီးကြောင်းအပြောခံနေရတာတွေကိုမကြည့်ရတော့တာကြောင့်တကယ်ကိုအမကန် surprise လက်ဆောင်တစ်ခုပေးအပ်လိုက်ပါတယ်။အဲ့ဒါကတော့ unlimited honeymoon package ပါပဲ။ဦးကျော်ပြောလိုက်တဲ့စကားကတကယ်ကိုအားရစရာပါ။မင်းတို့သွားချင်တဲ့နေရာသွား ငွေကုန်ရင်ဘဏ်ကနေလှမ်းပြောထက်ထက်ပြီးမယ်ဆိုပြီးတော့ဈေးရင်းတာဝန်ယူလိုက်တာပါ။ဒါကြောင့်အခုဆိုရင်ငယ်စင်းစုံတွေဟာကက်ဆေးနေတယ်ဆိုတဲ့နာမည်ဆိုနဲ့လုကင်းပြီးတော့စိတ်အေးလက်အေးဟန်နီမွန်ထွက်နိုင်တော့မှာဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရဲ့ Lucky Time ဦးစော်ရဲ့ရရုံမှုနဲ့မကြခင်မြင်တရတော့မယ်ငယ်စင်းစုံတွေရဲ့ဟန်နီမွန်ခရီးစဉ်အပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။ သူမရဲ့မင်္ဂလာပွဲမှာပါဝင်ကူညီပေးခဲ့တဲ့အနုပညာရှင်တယောက်ချင်းစီကိုတန်ဖိုးကြီး GIA စိန်တွေရဲ့ရောစွာလက်ဆောင်ပေးခဲ့တဲ့စိန်အီဂရီပန်ရှင်မမငယ်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မြန်မာတနိုင်ငံလုံးကစိန်ချစ်သူတွေရဲ့ယုံကြည်အားကိုးမှုကိုရရှိထားတဲ့စိန်အီဂရီစိန်တိုက်ကြီးရဲ့ပန်ရှင်စိတ်တဘောရာပြေပါလုံးနဲ့ဒေါက်တာသဲစုခိုင်ကမမငယ်အကြောင်းကိုတင်ဆက်ပေးသွားမှာပါပရိသတ်ကြီးစိန်အီဂရီဆိုတာနဲ့အကြီးအသေးမြင့်စိန်တွေကိုမှန်ကန်တဲ့ဇီနုံခိုင်မာတဲ့အမခန့်ချက်တွေနဲ့ရောင်းချပေးနေတဲ့ က်ကားစိန်တက်ကြီးအဖြစ်နဲ့နာမည်ကျော်ကြတာအားလုံးလည်းအတည်ပါပဲဒီလိုအောင်မြင်ရတဲ့လုပ်ငန်းကြီးရဲ့နောက်ွယ်ကပိုင်ရှင်တထေးမကြီးမမငယ်ကမကြသေးမီလပိုင်းလောက်ကမှသူမရဲ့မင်္ဂလာပွဲကြီးကိုခန်းနာထေပါစွာနဲ့ကျင်းပခဲ့ပါတယ်အဲ့ဒီမင်္ဂလာပွဲကြီးမှာပရိသတ်ချစ်တော်နာမည်ကျော်အနုပညာရှင်တွေများစွာကမမငယ်အတွက်ဝန်းရံကူညီပေးခဲ့ကြပါတယ် ။ထူးခြားတာကတော့ဒီအနုပညာရှင်တွေဟာအခကြေးငွေတစ်စုံတရာယူလို့စိတ်မရှိပဲမမငယ်ပေါ်မှာထားတဲ့ခင်မင်မှုလေးစားမှုတသက်နဲ့မေတ္တာတသက်နဲ့အကူအညီပေးခဲ့ကြတာပါ။ဒါပေမဲ့စေတနာဆိုတာအပြန်အလှန်ရှိစမြဲပါသူတို့ရဲ့မေတ္တာကိုတန်ဖိုးထားတဲ့အနေနဲ့အခုချိန်မှာမမငယ်ကသူမရဲ့မင်္ဂလာပွဲမှာအကူအညီခဲ့ကြတဲ့အနုပညာရှင်မောင်နှမတွေကိုတန်ဖိုးကြီးမားလာတဲ့လက်ဆောင်တွေနဲ့ပြန်လည်ပြီးတော့တုံ့ပြန်လိုက်ပါတယ် အဲ့ဒါကတော့ဈေးကွက်ထဲမှာတန်ဖိုးအမြင့်ဆုံးလို့သတ်မှတ်ထားတယ်။နိုင်ငံတကာအသိမှတ်ပြု GI Certificate ရရှိထားတဲ့သိန်းပေါင်းထောင်ချီတန်စိန်ပွင့်ကြီးတွေကိုလက်ဆောင်အဖြစ်နဲ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။ မင်းသားကြောင့်တွေဖြစ်တဲ့ထက်အောင်ဆိုင်ငိမ့်တော်နဲ့မင်းသမီးကျော်လေးဝိညာဉ်မောင်နိုင်တို့လိုအနုပညာရှင်တွေကိုမမငယ်ကကိုရင်ကိုကြကျေးဇူးတုံးပြန်တဲ့နေနဲ့ဒီတန်ဖိုးကြီးစိန်တွေကိုလက်ဆောင်ပေးခဲ့တာပါ။ဒါအပြင်သူမရဲ့မင်္ဂလာပွဲမှာသူတို့သမီးအရန်ဖြစ်အစွမ်းကုန်ကူညီပေးခဲ့တဲ့မင်းသမီးလေးနန်းစုရည်ဒီဆိုဆိုင်ကိုလာရောက်အားပေးတဲ့ချိန်မှာလဲမမငယ်ကကြီးရန်ရေးစိန်ဝေကြီးကိုမြတ်တာလက်ဆောင်ဖြစ်နေထပ်မံပြီးတော့ပေးအပ်ခဲ့ပြန်ပါတယ်။ဒီဖြစ်ရပ်ကိုကြည်ကြည်အဖြစ်မမငယ်ဟာငွေကြေးချမ်းသာရုံသာမကပဲလူတစ်ဖက်သားရဲ့ကျေးဇူးတရားကိုနားလည်တတ်ပြီးတော့ မေတ္တာကိုမေတ္တာနဲ့ပြန်လည်တုံ့ပြန်တတ်တဲ့နှလုံးသားပိုင်ရှင်ဆိုတာပေါ်လွင်နေပါတယ်။ဒါတိမကတိပါဘူးမမငငရဲ့ရည်ရုံးမှုကအနုပညာရှင်တွေအပေါ်မှာတင်ရက်တက်မနေပါဘူး။သူမရဲ့ဆိုင်မှာလောက်ကင်နေကြတဲ့ဝန်ထမ်းလေးတွေအပေါ်မှာလည်းမိသားစုဝင်အရင်းတွေလိုစောင့်ရှောက်လေးရှိပါတယ်။အထူးသဖြင့်အမျိုးသမီးဝန်ထမ်းလေးတွေမိဖွားခွင့်ယူတဲ့ခါမျိုးမှာဈေးရုံဈေးရင်းနဲ့ကလေးဈေးရင်းအတွက်ငွေကျပ်300ချီထောက်ပံ့ပြီးတော့ထောက်ပံ့လေးရှိတာကိုလည်းသိရပါတယ်။ဝန်ထမ်းတယောက်ရဲ့ဘဝအခက်အခဲကိုကုကျင်းစာပင်ဒီလောက်ထိထောက်ပံ့ ီးရဲ့အလုပ်ရှင်မျိုးဆိုတော့ဒီခေတ်ကြီးထဲမှာတကယ်ကိုရှားပါလာပါတယ်။အောင်မြင်မှုဆိုတာငွေကြေးဥစ္စာပိုင်ဆိုင်မှုတစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူး။ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မိတ်ဆွေကိုယ့်ဝန်ထမ်းတွေပေါ်မှာထားရှိတဲ့စေတနာမြတ်တော်တွေနဲ့သာတိုင်းတာရတာပါ။ ဒေါက်တာသဲစုခိုင်ကမမငယ်ကတော့အဲ့ဒီအချက်တွေကိုလက်တွေ့သက်သေပြလိုက်တဲ့စံပြအမျိုးသမီးတဦးလိုပဲဆိုရမှာပါ။ကေပရိသက်ကြီးရဲ့စင်အေဂရီပိုင်ရှင်မမငယ်ရဲ့ရရုံမှုနဲ့ဂျေဇူးတည်သက်တဲ့အစိတ်ထားလေးပေါ်မှာဘယ်လိုမြင်ကြလဲ။ကိုသာအနုပညာရှင်တွေနေရာမှာဆိုရင်ရောဒီလိုမျိုး surprise လက်ဆောင်ကြီးရတဲ့အခါမှာဘယ်လိုခံစားရမလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုဂျေဇူးတင်ပါတယ်ရှင်။ ကစင်းနဲ့ဟန်နီမွန်မထွက်နိုင်တဲ့စုပြည့်တစင်းကိုတိန်ထောင်ကြည်တန်မော်တိုက်ခီးစင်ပြလိုက်တဲ့မိပကြီးပရိသတ်ကြီးရဲ့လက်တလုံးမှုပညာလောကမှာပြောစမတ်အတွင်ဆုံးကားတော့စုပြည့်တစင်းနဲ့ဟင်းဝင်ရန်တို့ရဲ့မင်္ဂလာပွဲပါပဲရွှေကိုဘိတ်တာဝန်ဆင်ခဲ့တဲ့လို့ရောက်ကမဘတ်တွေကလည်းတိန်ငါးတောင်းကြော်ရန်အင်ဂျီတလုံးကိုလက်ဖွဲ့ခဲ့ကြပါတယ်တလုံးထီကြီးကျယ်ခန်းနာခဲ့တော့ပရိသတ်တွေကဒီဆုံတွဲတော့မင်္ဂလာပွဲပြီးရင်ဥရောပတို့ဒူဘိုင်းတို့များဟန်နီမွန်ထွက်ကြမလားလို့မျှော်လင့်ခဲ့ကြတာပါ ဒါပေမဲ့မျောလင့်ထားတာနဲ့လက်တွေ့ကတခြားစီဖြစ်နေခဲ့ပါတယ်။ငွေရှိပြီးမတုံးရတာလား၊ကုန်သွားလို့မတုံးနိုင်တာလားဆိုတော့ဝေခွဲမရအောင်ပါပဲ။မင်္ဂလာဆောင်ပြီးပြီးချင်းပါပဲစိုးပြတဲ့စင်တို့ဇနီးမောင်နှံဟာဟန်နီမွန်းမထွက်ပဲပွဲတက်လန်းဆောင်ဖဲချိုးဖြတ်နေငွေရှာတဲ့အလုပ်တွေကိုပဲဖိလုံနေတာတွေ့ရပါတယ်နိုင်ငံเจ้าမပြောနေရန်ကုန်နဲ့နီနီနနာချောင်းတာငွေဆောင်လောက်တောင်အပန်းဖြေကြီးမထွက်ကြတာကိုကြည့်ပြီးပြိသက်တွေကဟိမွေရန်တို့ကတော့တပြားကိုနှစ်ပြားခွာတဲ့အထဲပါနေပြီလို့ဝေဖန်နေကြပါတယ် ဒီလိုချိန်မှာပဲတယောက်ဆောင်မေပကြီးကထိုင်မြင်ကိုက်ဆွန်နဲ့ပပလေးဝင်ချေလိုက်တယ်လို့ဖြစ်သွားပါတယ်။မေပကြီးကလာမယ့်ဇန်နဝါရီလမှာသူမရဲ့မင်္ဂလာပွဲကိုကျင်းပမှာဖြစ်ပြီးဟန်နီမူခီးစဉ်အတွက်ကိုတော့ကဘာကျော်မော်တိုက်ကျုံကိုတွားရောက်မှာဖြစ်ကြောင်းအင်တာဗျူးတစ်ခုမှာထုတ်ပြောလိုက်တာပါ။ အားလုံးသိကြတဲ့အတိုင်းမော်တိုက်ကီစင်ဆိုတော့တိမ်မောင်းထောင်ချီကုန်းချခန်းနိုင်မှာတွားလို့ရတဲ့ဈေးကြီးတဲ့စိန်ခံတစ်ခုပါမိပတိရဲ့ဒီဂျေညာချဟာဟန်နီမွန်မထွက်နိုင်သူမဟုတ်မထွက်ဘဲကက်ဆီနိုနေတဲ့စုပြည့်တစင်တို့ဆုံတွဲကိုအတော်လေးမျက်နှာပူသွားစေတယ်လို့ပရိသတ်တွေကသုံးသပ်နေကြပါတယ်ဟိုဘက်ကမင်္ဂလာပွဲ၆ပွဲနဲ့ဟိဟန်ထုတ်ပြီးမယ်တကယ်တမ်းကျအိမ်ထဲကအိမ်ပြင်မထွက်ရဘူးဒီဘက်ကမိပကြီးကြတော့ပွဲမစခင်ကတည်းကမော်တိုက်ကိုညှို့နေပြီဆိုပြီးနှိုင်းရှင်ပြောဆိုမှုတွေမြင့်တက်လာပါတယ် တကယ်တော့မင်္ဂလာပွဲဆိုတာတသက်မှတစ်ခါဆောင်ရတာမဟုတ်ငွေကုန်ကြေးကြများတာမှန်ပေမယ့်ဇနီးတဲ့အတွက်မတရားဖြစ်စေမဲ့ခီးလေးတစ်ခုတော့စီစဉ်ပေးတင်တယ်လို့ထင်ပါတယ်။ ်အခုတော့စုပ်ပြေတဆင်တို့ခမမင်္ဂလာလက်ဖွဲ့တွင်ရွှေတွေအများကြီးရထားပြီးမယ်ပျော်ရွှင်မှုအတွက်ကြတော့တွက်ကန်နေသလိုဖြစ်နေတော့ပြိဿအမြင်မှအားနည်းချက်ဖြစ်နေတာပါပစံဆိုရာရှာရင်ပြန်ရနိုင်ပေမယ့်မင်္ဂလာဦးညရဲ့ជីနူးစရာမှတ်တရားလေးဆိုတော့ငွေနဲ့ပေးဝယ်လို့မရပါဘူးဒီချက်ကိုမေပကြီးကတော့ကောင်းကောင်းကြီးသဘောပေါက်ပြီးလက်တွေ့အကောင့်ထဲပေါ်ပြလိုက်တာလို့ပဲဆိုရမှာပါတကယ်တော့ပြိတ္တတွေကအမှုပညာရှင်ရဲ့မင်္ဂလာပွဲဆိုရင်ခန်းနာတာတစ်ခုတည်းကိုအားကြတာမဟုတ်ပါဘူး မင်္ဂလာဦးညရဲ့ romantic ဆန်တဲ့ခိုင်တန်တွေနိုင်ငံခြားခီးသွားပုံရိပ်တွေကိုပါမျှော်လင့်ဆောင်စားနေကြတာပါအခုတော့ဟင်းဝင်းရန်တို့ဆုံတွေကငွေရှိပေမဲ့ပတ်စံကုံမကြောက်ပင်အိမ်ထဲမှာပဲပုံနေတယ်လို့ဖြစ်နေတော့ပရိသတ်တွေကစိတ်ပြတ်နေကြတာလည်းမဆန်ပါဘူး ေပတိကြတော့ပွင့်မွေလင်းလင်းနဲ့သူ့ရဲ့အစီအစဉ်ကိုချပြလိုက်တာကဟိုဘက်ဆောင်တွေကိုတော်လီမျက်နှာပူစီမှာမှန်ပါပဲမင်္ဂလာဆောင်လက်ဖွဲ့ရင်းရွှေရည်မြောင်းကြီးရထားပြီးမှကိုစနီးတဲ့ကိုစိတ်ချမ်းသာခီလေးတခုတော့မပူပေးနိုင်တာကတော့ဟိဝရန်တို့ဘက်ကတော်တော်လေးအားနည်းချက်ဖြစ်နေပါတယ်ပစံဆိုရာရှိုင်ရပါမယ်အချိန်နဲ့အမှတ်တရတွေဆိုတာကပြန်ဝင်လို့မရဘူးဆိုတာကိုသူတို့နှစ်ယောက်မင်းနေကြပုံရပါတယ် ဒါမှမဟုတ်တကယ်ပဲလူတွေပြောတယ်လို့ကက်စီနယ်လို့အားကြည့်လို့ပဲဒီလိုဖြစ်နေတာလားဆိုတော့ကတော့ကာယကံရှင်နေတာအတိဆုံးဖြစ်မှာပါပါပဲဖြစ်ဖြစ်မေပကြီးရဲ့မော်တန်ခီးစဉ်ပုံရိပ်တွေထွက်လာရင်တော့ဟိဝရန်တို့ဆုံတွဲပို့ပြီးအပြောခံရအောင်မယ်ဆိုတော့တေချာတလောက်ပါပဲကေပရိတတ်ကြီးရဲ့အချင်းဒီကိုဘယ်လိုမြင်ကြလဲဟိဝရန်ရဲ့စိုးပြေတဲ့စင်တို့ကတကယ်ပဲကက်ဆေးနဲ့လို့လို့ဟန်နီမွန်မထွက်တာလား ဒါမှမဟုတ်မင်္ဂလာဆောင်မှာငွေတွေပြောင်းသွားလို့အိမ်ထဲမှာပဲအောင်းနေရလားလားမိပချီရဲ့မော်တိုက်ခီးစဉ်ပြင်ညာချက်ကရောသူတို့ကိုတကယ်ပဲထိသွားစီမယ်လို့ထင်လားဆိုတော့ comment မှာပုံမှန်လေးလေးဆွေးနွေးပေးသွားကြပါအောင်ရှင်